ရင်နံစစ်ပွဲပြီးနေ့90ပြည့်အထိမ်းမဲ့ဟိုချင်မင်းတွင်ကျင်းပဗီယက်နမ်နိုင်ငံဟိုချင်မင်းမြို့မှာ2025ခုနှစ်ဧပြီလ29ရက်နေ့ကဗီယက်နမ်စစ်ပွဲပြီးဆုံးခြင်းနေ့90ပြည့်အထိမ်းမဲ့ကျင်းပပြုလုပ်ခဲ့တာကို CNN သတင်းမှဖော်ပြထားပါတယ်။ဟိုချင်မင်းမြို့မှာဗီယက်နမ်စစ်ပွဲပြီးဆုံးကြောင်းကြီးကြေခမ်းနားတဲ့ဆေးရပြအခမ်းအနားအပြင် ဆယ်စုနှစ်များစွာကြာပฏิပခ္ခရဲ့အဆုံးဖြတ်ကိုနေကုန်းချုပ်စီမဲ့အခမ်းအနားကိုစီကားတိုက်မြိုက်စွာကျင်းပခဲ့တာဖြစ်ပါတယ်။ကွန်မြူနီဥဆောင်တဲ့မြောက်ဗီယက်နမ်ကအမေရိကန်ကျောထောင်နောက်ခံပြုတောင်ပိုင်းမြို့တော်ဆိုင်ကုန်းကိုအသိမ်းပိုက်ခဲ့ကမကြာမီစစ်ပွဲပြီးဟိုချီမင်းမြို့ကိုဂုံပြုတဲ့အနေနဲ့တမိုင်းဝင်နှစ်ပတ်လည်နဲ့ဂုံပြုအခမ်းအနားကိုကျင်းပခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်ကွန်မြူနီပါတီအကြီးအကဲနဲ့နိုင်ငံအထက်တန်းကောင်းဆောင်တိုလန်က ပြည်နယ်နိုင်ငံဟာအမြင့်တန်းပြည်နယ်ပြည်သူပြည်သားတွေနဲ့တထက်တဲ့ကြပြီးစီလုံးညီညွတ်ကြောင်းပြောကြားထားပါတယ်။မြေချောင်းတွေခန်းချောင်းနိုင်ပြီးတောင်တန်းတွေပြိုကျနိုင် ပေမဲ့အဲ့ဒီအမှန်တရားကဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးလို့ကြွေးကြော်ထားပါတယ်။အဲ့ဒီစစ်ပွဲအတွင်းပြည်နယ်လူမျိုး3000တန်းနဲ့အမေရိကန်လူမျိုး6000နီးပါးတေဆုံခဲ့ပြီးနှစ်20ကျော်ပြစ်ပခအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ BNN နဲ့အမေရိကန်တို့ဟာ 1995ခုနှစ်မှာတန်တမန်ဆက်ဆံရေးကိုပုံမှန်ပြန်လည်တည်ဆောက်ခဲ့ပြီး2023ခုနှစ်မှာတော့အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ကဟနွားမြို့ကိုအလဲပတ်ရောက်ရှိနေစဉ်အတွင်းဆက်ဆံရေးပုံမှန်နဲ့ရှာလာခဲ့တာဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။